ီတစ်ပတ်တနင်္ဂနွေအညောင်းပြေအစီအစဉ်ကတော့ပန်ကွဲတောင်ဗုဒ္ဓဟူးယံထီသွားဖို့ရည်ရွယ်ပါတယ်ဒီပန်ကွဲတောင်ဘျူပွန်ရောက်ရင်လည်းရောက်ပေါ့နော်မရောက်ရင်လည်းသူ့အနီးနားပေါ့ဘာဖြစ်လို့ဆိုရာဒီဥရောဒီနေ့လည်းမိုးရောက်မယ်လို့ခံမှန်းထားတာအခုကမိုးတိတ်တုံလေးနင်းတဲ့သဘောပေါ့နော်ကဲကျွန်တော်ရှေ့မှာရှုကင်းတဲ့မြင်ကွင်းတဲ့လေးတွေကိုပြပေးပါမယ်ရောက်ခူးတဲ့သူတွေကတော့ ထားပါတော့မရောက်သေးတဲ့သူမရောက်နိုင်သေးတဲ့သူတွေအတွက်ကျွန်တော်ဒေတာနာဘုသူတာနဲ့ရှုခင်းလေးတွေကြပေးခြင်းဖြစ်ပါတယ်ကျွန်တော်နဲ့အတူလိုက်လံကြည့်ရှုအားပေးနိုင်ပါတယ်နော်ဒါဟိုတကောင်မျိုးပတ်လန်းကျွန်တော်ပတ်တုံးကရိုက်ခဲ့တဲ့နေရာလေးပါပဲဒါနောင်နောင်အဲကြည့်ဘူးတဲ့သူအမှတ်မိပါပါဒီနေရာလေး ဒါရှေ့ကမြို့ဆောင်လမ်းကိုသွားရဲလမ်းเนาะအခုကတော့ကျွန်တော်တို့ကတဲ့တဲ့သွားမှာပါမြို့ဆောင်လမ်းဘက်ကိုမကွေ့တော့ပါဘူးဒါဟိုတစ်ခေါက်ကျွန်တော်ရိုက်ပြတဲ့နေရာလေးပါဒီပေါ်လဲစပိန်နင်းပြီးတော့တက်လို့ကောင်းတယ်သူအတက်ကလေးကပြပြလေးအရှိမှာတော့စူပောင်းစစ်စီကြီးဂိတ်တစ်ခုရှိပါတယ်ဟိုစပိန် စီးရတဲ့သူတွေကိုတော့မစစ်ပါဘူးအဲတခါလေကားတွေဆိုင်ကယ်တွေတော့စစ်ပါတယ်ဒီဘူဆန်သွားတယ်လမ်း19မိုင်လဲကျွန်တော်တို့ဒီဘက်ကနေပြီးတော့သွားတော့ဗောနော်စကူမိုင်ဘတ်ရှုကင်းနေလဲတအားလှတယ်အဲနောက်နင်းပြစ်တယ်ဆိုရင်စကူမိုင်ဘတ်ကြိုက်ပြပါအောင်မယ် ကဲအခုတော့ရှင်းနာဆက်နေပါမယ်ရှူခင်းလေးတွေပြပေးပါမယ်ဒါရှေ့မှာတော့တိုးဂိတ်တစ်ခုပါလမ်းကွန်ဘင်းကွန်ကောက်တဲ့နေရာပေါ့နော်ထုံးစံတိုင်းပါပဲစပိန်ကမားတွေကတော့ပေးဖို့မလိုပါဘူးလမ်းမှာဒီလိုဒေတာထွက်ကုန်ရောင်းတဲ့ဆိုင်လေးတွေလည်းရှိပါတယ်အတိအနှံလေးတွေချက်တုံချက်တုံနေချက်တုံမြူဖျဲသည် ဒေတာထွက်အသေးနှံလေးတွေပေါ့နော်ဈေးချိုတာလည်းရှိပါတယ်အဲဈေးကြီးတာလည်းရှိပါတယ်ဒါဝယ်တဲ့သူပေါ်လည်းမူတည်တယ်ပေါ့နော်ရောင်းတဲ့သူပေါ်လည်းမူတည်တာပေါ့အဲတချို့ကအဲမရိုးတာတဲ့သူရှိတယ်ဝယ်တဲ့သူဖြစ်ဖြစ်ရောင်းတဲ့သူဖြစ်ဖြစ်နော်ဈေးဆိုတာဒီလိုပါပဲရောင်းသူဝယ်သူအတန်သူဆိုပေမဲ့လို့လေအဲဒါရတော့တက္ကနာပါအခုတော့အားကစား စပိန်စီထွက်လာတော့ရှူခင်းလေးကြည့်မယ်လေရှူလေးမဟုတ်ဒီကောင်းလေးတန်းရှူရင်းနဲ့ရှူခင်းလေးတွေကြည့်ပါမယ်ဒါကျွန်တော်တို့သွားမယ့်နေရာလေးပါနော်ဒီဘက်ဘယ်ဘက်တောင်စင်းသားလေးမှာအဖြူရောင်လေးရှိရယ်အဲ့ဒါလေးကဗုဒ္ဓဥယျင်အစပေါ့နော်ရှိတဲ့နေရာလေးပေါ့သွားအာစကြင်ကြောက်စင်းတူတော်လေး ဗုဒ္ဓဥယျင်ကြတော့ကျွန်တော်တို့ဟိုမြေပြိုတဲ့မြေသားအနီအောင်နဲ့အဲ့ဒီစင်တူအလဲလောက်သွားကြတာပေါ့နော်အခုအဲ့ဒီမြေဟိုမှာပြိုနေတဲ့နေရာလေးပေါ့နော်ဖြိုထားတယ်ပြောမှာပေါ့ဖြိုထားတဲ့နေရာလေးကအဲ့ဒါရွှေတကုံပုံစံတူတီမဲလို့ပြောတယ်ပေါ့နော်အခုတော့စင်းလုံးချောမပြီးသေးပါဘူးသူကဗုဒ္ဓဥယျင်နဲ့အဆက်အဆက်နေပေါ့နော်အဲ့ဒါအဲဗုဒ္ဓဥယျင်မှာဆိုတော့ဒီဗုဒ္ဓကာယ ုံစံတူပေါ့နော်ဒီတတ္ထာနာခုနှစ်ဌာနဟိုပုံစံတူလောက်ထားတာရှိပါတယ်အဲလာရောက်လေ့လာကျင်တဲ့သူတွေလေ့လာလို့ရပါတယ်ရန်လူရွာတဲ့ရှေ့မှာတော့ရှေ့မှာတော့ဆိုပြီးတော့စကားမထွက်လာဘူးဒီဘက်ရွာနာမည်ကမိတိတိတခါလေးရှေ့ကပန်လော့အိုးတောင်ထိပ်ကကြတော့ပန်ကွဲ ိုင်းနာနာမည်ဆိုတော့အဲဒါကတော့မှတ်ရတာခတ်ပါတယ်ဒါရွာဆိုပေမဲ့လို့ဒေတာရဲ့ဖွင့်ပြတုတ်တက်မှုခြေလေးတွေခြေနေလေးတွေပါနော်ဟိုးရင်ကတော့ဒါ remote area တွေပေါ့ဗျာလမ်းတွေမကောင်းတရားတွေမကောင်းတော့တော့ပညာရေးကျမ်းမာရေးတွေမှာစဟို accessible လည်းမဖြစ်ဖိုင်မိုက်ရင်းနဲ့လည်းဝေးတော့လေအာကဏ္ဍတွေမှာ ော်ဟိုပြမနဲ့ရှင်လို့ရှင်တော့နည်းနည်းကြံခဲ့တယ်ပေါ့နော်အခုကတော့လမ်းမဆက်တွယ်ရေးတွေရောဆက်တွယ်ရေးတွေအင်တာနက်တွေလည်းကောင်းလာတော့ဘယ်မျိုးရေးတွေကတော့ဟိုတပြင်းကြီးနေသားမျိုးပေါ့နော်ပညာရေးဆိုလည်းတချို့ကဏ္ဍတွေဆိုအင်တာနက်ကနေပြီးတော့လေ့လာလို့ရနေတဲ့အတိုင်းတာပါအဲဒါရှိမှနွားကြောင်း းဘက်မှာမိုးရွာနေတယ်။ဟေးနီးလာပါပြီ။ဖြည်းဖြည်းနဲ့တော့နီးလာပါပြီ။မြင်နေရပြီနော်။မြင်နေပြီ။ဟိုတောင်ထိပ်မှာအဲ့ဒီနေရာလောက်ထိသွားမှာပါ။ဘာဝင်စိမ့်စိမ့်လေးတွေနဲ့ကျုံးပင်လေးတွေ တောင်းလင်းဘက်ညူနင်းလေးတွေကြနေဒီနေရာလေးတွေကတကယ်ကိုလှတာပါနော်အဖေးမှာမြင်ရတဲ့ရှုခင်းလေးပါနင်းလာတာတော့45မိနစ်ရှိပါပြီဗီဒီယိုလေးရိုက်လိုက်နင်းလိုက်ရှေ့မှာဆက်ပြပေးပါမယ်နော်အာပန်လော့ရော်ဖြစ်ပါတယ် တယ်ပန်းတော့အောက်ကျောင်းနဲ့ဘုံကျောင်းပေါ့နော်ဒါရွာလမ်းမာရမှာမြင်နေရတဲ့ရှုံငင်းလေးတချို့ဖြစ်ပါတယ်ဒီမှာမိတ်ဆွေတယောက်ကတော့ဘာဝယ်လဲမသိရတယ်ညီလေးအစင်ပြေတာလေးပေါ့ဒါဒီဒေတာရဲ့မြင်ရတဲ့မြင်ကွင်းလေးပါဒါကတော့ဒီဒေတာအထွေထွေယောဂါကုစေကန်းလေးတခုပါပိုင်နေတယ်ဒါကတော့ကုံစုံဆိုင်လေးတခုဖြစ်ပါတယ် စာဦးလေးဗျာရှေးတုန်းကပုံစံမျိုးလေးမို့လို့အနီးကတော့မရိုက်လိုက်ရအောင်အဲ့လိုကိုရှေးကလက်ရလေးတွေလေအဲ့ပိတုကလက်ရလေးတွေတွေ့ကျွန်တော်သဘောကျတယ်အနပန်လော့အခြေခံပညာအလဲတန်းကျောင်းပန်လော့အလဲတန်းကျောင်းကျောင်းခွဲမိုင်းစင်းအုပ်စုတိုင်းတုံမြို့နယ် အုပ်စုဆိုမိုင်းစင်းအုပ်စုတွေဝင်သွားတော့ဒါဆိုရင်တော့ဒီညလေးတွေကစပြီးတော့တက်ပြီပေါ့နော်ဟိုဘက်အထိအဲရှင်းနားလေးမှာဆိုရင်တော့အညာဘက်ထဲဝင်သွားရင်တော့ကျွန်တော်အတိမိတ်ဆွေတွေတည်းကအဲသူတို့ခြံလေးတွေဝယ်ထားကြတာရှိပါတယ်ဒီဘက်တွေက

ဒီပန်ကွဲအတက်အစင်ကအများဆုံးစိုးရင်ရတဲ့နေရာပါခဏခဏလည်းဖြစ်ပါတယ်ကားကြီးတွေဆိုတော်ကြာနေမှောက်ပြန်ပြီတော်ကြာနေမီးလောင်ပြန်ပြီတော်ကြာနေဘရိတ်ပေါက်လို့ဇီနစီတိုက်ပြန်ပြီဆိုခဏခဏဖြစ်တယ်အဲအကြောင်းပဲဒီကိုမျိုးရှင်နန်းနန်းနဲ့ဇီဒီကိုတဲတယ်လို့လည်းပြောတယ်ဗျဟိုဂီယာကြီးနဲ့ပဲတိုက်ခိုင်းဆင်ခိုင်းနေပေါ့နော် ီမှာသူ့ရဲ့ drive ဆိုင်ဖို့ရစံတော့ကဲဆက်တက်ပါမယ်နင်းလာတနိုင်လောက်ရှိပြီပေါ့နော်အကွာဝေးကတော့20 km ဟာရိတ်ကတော့155မကိုက်တစီဆင်းလာပြန်ပြီ။မင်္ဂလာပါ။ ဒါဟတ်ဂါဒန်ဒါလဲတောင်းရင်လိုင်းခီးတွေတထောက်နားပြီးတော့စားလို့ရတဲ့စားတောက်ဆိုင်လေးတခုပါအခုတော့မဝင်ပြစ်တာတော့ကြာပြီပေါ့နော်စားတောက်ဆိုင်ခြေနေတော့ကျွန်တော်မသိပါဘူးဒါတော့ကျွန်တော်တက်လာတဲ့ခုံးပါဒီညာလေးလဲဟိုတက်လာတဲ့ခုံးထဲမှာဒါနည်းနည်းလေးပုံမှတ်လာပြီပေါ့နော်ဟိုးထိတ်မှလဲအိမ်လေးတွေကျွန်တော်တို့ ေမြို့အလိုမျိုးပုံစံလေးလေစောက်ထားတာလေးတွေ့တယ်ဟိုမှာဒါနားယူပန်းဖြေတဲ့နေရာလေးတွေဖြစ်မှာပါအဲအဲ့ဒီဘက်တွေတော့ကျွန်တော်မရောက်ဘူးပါအောင်ဒါငွေကြေးတက်နိုင်တဲ့သူတွေကသူတို့ရဲ့ private ပိုင်နာလည်းဖြစ်နိုင်တယ်လို့အဲစားတောက်ဆိုင်လည်းဖြစ်နိုင်တယ်လို့တွေးပေမဲ့음လမ်းပုံစံအနေထားမျိုးရတော့စားတောက်ဆိုင်ပုံစံမပေါက်တော့ဘူးတဲခုခံပုံစံလည်းမပေါက်တော့ဘူးပေါ့နော် ဟိုဘက်မှာတော့မိုးရွာနေပါပြီ ဗုဒ္ဓဥယျာဉ်အဝင်မဟုတ်ဖြစ်ပါတယ်ဒီတိုင်းတက်ရမှာပါယနေ့တိုင်ရင်ရှင်းနာမှာတော်တော်မှတ်တဲ့နေရာလေးရှိပါတယ်အဝင်နေရာလေးရိုက်ပြတာဖြစ်ပါတယ်ဒါအမှတ်လို့ရှင်ကျွန်တော်ဖုန်းနဲ့ရိုက်လို့အဆင်မပြေပါဘူးเนาะတကယ်လှတဲ့နေရာတွေမှာပဲရိုက်ပြပါတော့မယ်ဒါဟုတ်မှာเนาะဒါတကယ်မှတ်တဲ့နေရာပါဟုတ်မှာ အဲ့ဒါနေဥပတ်တော်တော်မတ်မတ်လေးတွေ့အောင်မယ်။ဒါရအမ် view view ကောင်းတဲ့နေရာလေးတွေလှတဲ့နေရာလေးတွေကျွန်တော်ရိုက်ပြပေးပါမယ်နော်။ဒါအခြေခံပညာမူလာတန်းကြောင်းနဲ့ညာဘက်မှာတော့ပန်ကွဲ။ဒါဟိုတစ်ခေါက် Giant HTC နေတော့ကျွန်တော်ရောက်ခဲ့တဲ့နေရာလေးဖြစ်ပါတယ်။ဒီနေရာလေးပါ။အဲ့တော့ကတော့တော်တော်လေးနေဝင်ပြီးတော့မိုးချုပ် တော်မယ်အနေထားပါအခုကတော့နေရှိသေးတဲ့အတွက်ကျွန်တော်ဟိုဘက်ဗုဒ္ဓဝိဟင်ဘတ်ဆက်သွားပါမယ်ဒီမှာတော့စင်တူတော်ကြီးပေါ့နော်စင်တူတော်စကြင်ကြောက်စင်တူတော်ကြီးပါဒီမှာအေးစေးစေးလာရောက်ဖူးမြောက်နိုင်ပါတယ်ဒီကခောဘကတယောက်ကပြောတယ်ကက်ကြော်ဖရားတဲ့ဒါကိုကက်ကြော်ဖရားဆိုတော့မင်းနားလေလားတဲ့ဟာအဲဘာဖြစ်လို့လဲလို့ကျွန်တော်တကယ်မသိလို့ပါလို့ပြောတော့ကျွန်တော်တော့ကက်ကြီးသုံးမကြော်တယ်ထင်တာဘယ်ဟုတ်မလဲ तू ရှင်းပြတာ ဒီနေရာရောက်ရင်လည်းကက်ကက်ပြီးတော့ကြော်သွားလို့တဲ့ကက်ကြော်ဖရားတဲ့အဲဒါကတော့တော်ဟာတအနေနဲ့ပြောတာပါအဲတချို့ကတော့ဒီဘက်ပုဒ္ဒဥယင်ဘက်အဲပို့ပြီးတော့သွားခြင်းလို့လည်းဖြစ်ပါလိမ့်မယ်နော်အဲအဓိကတော့ဟိုဘာပဲဖြစ်ဖြစ်ကိုယ့်ရင်ထဲမှာဖရားတရားတန်ကကိန်းအောင်မှုပါပဲနော်ကိုယ့်ရဲ့အဲတီလာနဲ့ကိုယ့်ရဲ့ဖရားတရားကြည်ညိုမှုပါပဲနော်ဘသူဒါရှုခင်းလေးပါမြင်ရတဲ့ရှုခင်းလို့ကျွန်တော်ပြတာပါနော်ဒါဟိုဘက်မှာဆိုရင်ဒါလွယ်မွေး ဒါလွယ်မွေးတောင်းပင်လယ်ရေမျက်နှာပြင်ထက်9500ကျော်မှရှိပါတယ်အဲဟိုမှာနော်ဒါလွယ်မွေးတောင်းဒါလွယ်မွေးရေကန်လည်းအဲ့ပေါ်မှာရှိပါတယ်တတ်မယ်ဆိုရင်တော့တိတ်မွေးတော့ပေါ့ဒါစောင်းနှင်းပါမှာပဲကျွန်တော်တက်ပါတော့မယ်အဲကျွန်တော်ဟိုဘက်ကိုအချိန်လေးရတော့မြန်မြန်လေးသွားလိုက်ပါမယ်เนาะရှုခင်းလေးတွေဆက်ပြပေးပါမယ်ဒီစင်တူတော်ကြီးကတော့တကယ်ကိုတက်ပဲပို့ကောင်းပါတယ်ကျွန်တော်တို့ တိုင်းတုံမျိုးတွေကကျင်လဲလှမ်းပြီးတော့တွေ့နေရပါတယ်နော်အဲဒီနေရာလေးအမိရာရိုက်ပြချင်လို့ကနေနေနေရိုက်တော့မောပါလေဒါဆောင်းနှင်းဆိုအဲ့တနေရာတတော်လုံးကအချယ်ဒီပန်းနေကြီးပဲလား ဟိုမှာခုံလေးနဲ့အရန်လာတဲ့နေရာလေးတွေဒါညနေတက်တော့အောင်အရှုခင်းလေးပြပြရဖြစ်ပါတယ်စောင်းနေဆိုလူကြိတ်ကြိတ်တို့ဒါမိုင်းမုံဆရာတော်ဘုရားကြီးတို့အဲဆရာတော်ရှင်ကောဝိရကနေပြီးတော့တိဆောက်ပေးထားတဲ့နေရာလေးဖြစ်ပါတယ်အဝေးကနေလဲလမ်းတွေ့ရပါတယ်မိုင်းမုံဆရာတော်အာဓမ္မကူဆိုပြီးတော့ဘေးနာတွေ့နေရတာလေးက ဒါကဗျာလေးတွေရေးထားတာပေါ့နော်လူကျင်ဝင်နေဆိုင်တဲ့ဟာလေးတွေမှတ်သားပွဲရာလေးတွေစာလေးတွေကိုအဲဆရာတော်ရှင်ကောပြီးတော့တိလာဓမ္မကုန်းတော်ကျောင်းမှာတရင်တုံးနေဆရာတော်ကဒါရေးတာပြည့်စုံထားတာဖြစ်ပါတယ်ဒါထင်းယုံပင်လေးတွေပင်သိမ်းပင်လေးတွေခြေရီပင်လေးတွေရှိပါတယ်နော်ဒီဘက်ကြည့်လိုက်လို့ရှင်ဒါကလည်းအဲဗုဒ္ဓဥယျာဉ်ရဲ့နေရာတချို့တော့ဖြစ်ပါဒီနေရာလေးတွေလည်းတော်တော်လှပါတယ် ရိုက်ပြပေးပေးပါမယ်မူဒရာပန်ခင်းနဲ့အတကယ်တာယာတဲ့နေရာလေးဖြစ်ပါတယ်နော်အဲဒီလိုနေရာလေးဆိုတာတပါးတဲ့တူးတဲ့တယောက်တည်းထိုင်ပြီးတော့တရားမှတ်မယ်ဆိုလဲတကယ်စိတ်ငြိမ်တဲ့နေရာလေးတွေပါ ပိုင်းလိုင်းပြပေးတာပါเนาะရှုခင်းလေးအများပြည်သူခံစားလို့ရအောင်ရောက်ဖူးတဲ့သူတွေလည်းအလွမ်းပြေမရောက်ဖူးတဲ့သူတွေလည်းကြည့်အောင်လို့ပေါ့เนาะကျွန်တော်တပုံဌာနဗီဒီယိုကုသလှုပ်ခြင်းဖြစ်ပါတယ်အနည်းဆုံးတော့စိတ်ပန်းပြေကျွန်တော်ဝမ်းသာပါတယ်เนาะတင်ရလဲကြည့်ပါဦးလှလိုက်တာเนาะဘာပုံလဲတော့မသိဘူး ကဲရောက်ပါပြီဒါပေမဲ့အလာကောင်းပေမဲ့နေဆောင်းသွားပြီလို့ပြောရမလို့ဖြစ်နေပြီเนาะလမ်းမှာလည်းမိုးမိတာတကြောင်ပြီးတော့တပ်ပုံလေးရိုက်လိုက်ဟိုညားလေးနှားလိုက်ဒီညားလေးနှားလိုက်အဲအဲ့အကြောင်းပေါ့เนาะမှန်းထားတဲ့အချိန်ထက်နည်းနည်းလေးနောက်ကျသွားပါတယ်နေလဲဆောင်းသွားပါတယ်အဲနောက်တော့လည်းကြုံဦးမှာပေါ့เนาะဒါတကယ်ကိုလှတဲ့ view point ဖြစ်ပါတယ်ဗုဒ္ဓဂါရန်ပေါ့เนาะဗုဒ္ဓဥယျာဉ် ။ဆောင်းတွင်ဘတ်ဆိုဒီမှာတပုံလာရိုက်တဲ့သူတွေရှုခင်းလာကြည့်တဲ့သူတွေတော်တော်များပါတယ်နော်။အမနပိုင်းဆိုရင်တော်တော်လှတဲ့နေရာပါ။တိမ်ပင်လေလေဒီမှာ ဖြစ်ပါတယ်နော်။အဲဟိုဘက်ဒီမှာလည်းကျွန်တော်တို့ကဒါ cherry ဘတ်နေပွင့်ပါတယ်ဆောင်းရတီဆိုဒီမှာပျော်ပွဲစားတွေအာဒါမိသားစုတွေတကယ်ကို လဲလို့ပတ်လို့ကောင်းတဲ့နေရာပေါ့နော်ဟိုဘက်ကကြတော့ဒါဟိုမှာနော်ဆိုင်းဘုတ်အဖြူလေးနဲ့နော်အဝင်မုတ်ဦးလေးဟိုမှာတွေ့ရတာနော်အဲ့ဒါကကျွန်တော်တို့ဗုဒ္ဓမြတ်စွာဘုရားရဲ့တတ္ထဌာနခုနှစ်ဌာနပေါ့နော်အဓိကတော့ဖွားပွင့်ဟောဆန်အဲ့ဒီဌာနလေးထင်လေးဌာနအဲကိုတော့ပုံစံဒူလေးလှုပ်ထားပါတယ်နော်ဟိုမှာမဟာဘောဓိကိုလည်းလှမ်းပြီးတွေ့နေရပါတာဟိုမှာနော်ချွန်ချွန်လေးဟိုမှာလေအဲ့ဒါမဟာဘောဓိဖြစ်ပါတယ်လို့နော်ဟို ဗုဒ္ဓဂါယာကိုသွားဖို့အကြောင်းမျိုးမျိုးကြောင့်ပေါ့နော်အခက်ခဲရှိရဲဆိုဒီမှာပုံစံတူလာဖူးလို့ရပါတယ်ဒါဆောင်းနှင်းဆိုတကယ်လဲလို့ပတ်လို့ကောင်းတဲ့နေရာလေးပါနော်ဒါကျွန်တော်ရှုခင်းလေးတွေလှလှပပပြခြင်းပဲလို့နေဝင်သွားတဲ့အတွက်ကျွန်တော်ဒီလောက်ပဲပြပြလို့ရပါတယ်နော်အဲအဲကျွန်တော်ပိန်လေးပါနော်အဲအခုဗုဒ္ဓ ဥယျာဉ်ဟိုဒါရောက်တဲ့အမှတ်တရလေးရိုက်တာပါနောက်ဗီဒီယိုများမှပြန်တွေးပါမယ်ဗျအဖင်တော့6နာရီ9မိနစ်เนาะဒီမှာအချိန်စီးလာတဲ့အချိန်ရော2နာရီ heart rate ကတော့159ခု160 180ထိတက်တယ် grade ကခုနကမှမြင့်တဲ့နေရာမှာ20ထိတက်တာတွေ့လိုက်ရပါတယ် elevation ကတော့1953ပေါ့နော်1953အဲ့ဒီနေရာဒီနေရာမှာ elevation နဲ့ altitude ဆိုပြီးတော့တချို့ကဘာကွာလဲမေးကြတယ်နော် altitude ဆိုတာမြေပြင်မှာဝေဟင်ပေါ့နော်ဟိုငှက်တို့ကျွန်တော်တို့လေရင်ပြန်တို့ကျွန်တော်တို့ရောက်နေတဲ့နေရာကို altitude နဲ့တိုင်းပါတယ်ကုန်းမြေနဲ့တစ်ဆက်တစ်ဆက်ထဲပေါ့နော်တောင်ထိပ်တို့ကုန်းမြေထိပ်တို့ဆိုရင်တော့ကျွန်တော်တို့ elevation ဆိုပြီးတော့ပြောလို့ရှိပါတယ်အဲအဲဘာပဲဖြစ်ဖြစ်ပါအဲကျွန်တော်တို့ဒီမှာ elevation ကတော့1953ပေါ့နော်ဒီနေရာမှာပြပါတယ်နော် โอเคအဲဗီဒီယိုလေးဒီညလေးမှာအဆုံးသတ်လိုက်ပါမယ်เนาะအလုံးမဲ့ကိုကျမ်းမှာစေချမ်းသာကြပါစေဗျာညီဝင်ပါပြီเนาะ